ဟုတ်ယဟန်မင်းကြီးတွေဟာဒီနေ့ကျွန်တော်တို့နေထိုင်တဲ့ကဘာကြီးကိုပုံဖော်ခဲ့ကြရဲဆိုတော့ခင်ဗျားတို့သိကြပါလားစပိန်နဲ့ပေါ်တူဂီကိုကဘာကြီးကိုတချမ်းခွဲပြီးတော့ပေးလိုက်တာကိုလိုနီစနစ်တွေကိုစတင်ခဲ့တာကျွန်စနစ်တွေကိုစတင်ခဲ့တာဘာသာရေးပဋိပက္ခတွေကိုစတင်ခဲ့တာပြင်းဒါတွေကိုပဲပြန်လဲအဆုံးသတ်ပေးခဲ့တာတွေအားလုံးကပုံယဟန်မင်းကြီးရဲ့နောက်ွယ်ကပါဝင်နေခဲ့ကြပါတယ်အားလုံးရဲ့တာလီသွားပါပတ်စံဘီယိုဝဲအမ်ကနေကြိုးစိုးလိုက်ပါတယ်ကျွန်တော်ကတော့အမတ်တီးပါ နေ့ကဧပြီလ26ရက်နေ့စနေနေ့2025ခုနှစ်မှာပုပ်ယဟန်မင်းကြီးဖရန်စီရဲ့ဇာပနောက်ကို Vatican City မှာကျင်းပခဲ့ပါတယ်။အဲဒီဇာပနောက်ကိုနိုင်ငံတီးတီးကခေါင်းဆောင်တွေအပြင်ထင်ရှားတဲ့ပုဂ္ဂိုလ်တွေအများပြတက်ရောက်ခဲ့ကြပါတယ်။ဆိုတော့ Vatican City ဆိုတာဘာလဲ။ပုပ်ယဟန်မင်းကြီးဆိုတာတော့ဘာလဲဆိုတော့တီးတီးချာချာမသိသေးတဲ့သူတွေတော်တော်များများရှိကြမှာ။အဲဒီအကြောင်းကိုကျွန်တော်ဒီဗီဒီယိုမှာရှင်းပြပါမယ်။ 29ဟက်တာလောက်ပဲကျန်ဝန်းနဲ့ခြံဝန်းကြီးထဲမှာအလုသမားတွေဖုံးတော်ကြီးတွေနဲ့ဆစ်လူမျိုးအဆောင်တွေကနေထိုင်ကြပြီးတော့သူတို့ရဲ့အုပ်ချုပ်တဲ့လူကတော့ပုံဟန်မင်းကြီးဖြစ်ပုံဟန်မင်းကြီးဆိုတာတကဘာလုံးမှရှိတဲ့ကက်သလစ်ဘာသာဝင်တွေရဲ့အကြီးဆုံးသောထွတ်ထိပ်ထားရာပုဂ္ဂိုလ်တဦးဖြစ်ပါတယ်ဗာတီကန်စီးတီးဟာကမ္ဘာပေါ်မှာအသေးဆုံးနိုင်ငံ ဖြစ်ပေမဲ့လေသူ့ရဲ့ဩဇာအာဏာတည်ရောက်မှုကတော့ 49ဟက်တာထက်ကျယ်ဝန်းပါတယ်။လူတန်းပေါင်းများစွာရဲ့ဘဝတွေကိုသူတို့ကအဆုံးဖြတ်ပေးနေခဲ့ကြတယ်။ပိုင်းတဗာတီကန်စီးတီးဆိုတာပါလေ။ဗာတီကန်စီးတီးဆိုတာရောမမြို့ထဲမှာတည်ရှိပြီးတော့ကက်သလစ်ဘာသာရေးခေါင်းဆောင်ပုပ်ယဟန်မင်းကြီးရုံးဆိုင်ရာနေထိုင်ရာနေရာဖြစ်ပါတယ်။အဲ့ဒီခြံဝန်းဟာကူဘာပေါ်မှာတခုတည်းကူပိုင်းအချုပ်ချာအာဏာပိုင်တဲ့အသေးစားနိုင်ငံမိုက်ခရိုစတိတ်တစ်ခုဖြစ်ပါတယ်။ ဲ့ဒီဒါကိုပိုင်း passport ရှိတယ်။ကိုပိုင်းစာတမ်းရုံးရှိတယ်။ကိုပိုင်းအကျွေးစိတ်ရှိပါတယ်။အဲ့တော့ Vatican City ဆိုတာဘယ်လိုဖြစ်လာလဲဆိုတာ ਨੇ ပတ်သက်ပြီးတော့တမိုင်းချောင်းလေးကိုကျွန်တော်နည်းနည်းလေးရှင်းပြပေးရစီ။ပိုင်းနှင်းတင်းချမ်းရနေပြီးတော့ကမ္ဘာအင်အားကြီးနိုင်ငံတစ်ခုတို့ဖျားရှိခိုးချောင်းတွေမဆောက်ခင်ကတည်းက Vatican ဟေးဟာရောမတင်းချမ်းဟောင်းကြီးတစ်ခုဖြစ်ခဲ့ပြီးတော့ ူ့ရဲ့တမိုင်းကြောင့် ED 200စု300စုလောက်အထိကိုပြန်လဲပြီးတော့ရှာဖွေလို့ရပါတယ်။တိတိကျကျပြောရမယ်ဆိုလို့ရှိရင်တော့ ED 326ခုနေမှာ Empire Constantine ဆိုတဲ့လူဟာဒီနေရာမှာ Saint Peter ရဲ့ဂူးလို့သတ်မှတ်ထားရတဲ့ဂူးတစ်ခုတွေ့ခဲ့ပါတယ်။အဲ့ဒီဂူးပေါ်မှာသူကဖျားရှိခိုးကြောင်တစ်ခုတိဆောက်ခဲ့ပါတယ်။အဲ့ဒီဖျားရှိခိုးကြောင်ကနေပြီးတော့ပဲနောက်လာမယ့်နှစ်ပေါင်းများစွာမှာ တကဘာလုံးမှာရှိတဲ့ကက်သလစ်ဘာသာဝင်တွေရဲ့အထွတ်ထိပ်ထားရနေရာတစ်ခုဖြစ်လာခဲ့ဖြစ်ပါတယ်။ဒီနေရာမှာစိန့်ပီတာရဲ့ကူအမှန်တကယ်ရှိမရှိကိုတချို့သောပညာရှင်တွေကအငင်းခုန်နေကြသည်ဖြစ်ပေမဲ့ကက်သလစ်ဘာသာဝင်တော်တော်များများနဲ့ကက်သလစ်တမိုင်းတွေမှာတော့ဒါဟာစိန့်ပီတာရဲ့ဂူးလို့အခိုင်အမာ ပြောတာတာတွေ့ရမှာဖြစ်ပါတယ်။ပိုင်းနဲ့နိုင်ငံတစ်ခုမွေးဖွားခြင်း1890မှာ မူဆိုလိုနီကအီတလီတနိုင်ငံလုံးကိုစုစည်းနိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပုပ်ယဟန်မင်းကြီးကဗာတီကန်စီးတီးယားနေပြီးတော့ထွက်ခွာဖို့ငြင်းဆုခဲ့ပါတယ်။သူတို့ကသူတို့ဗာတီကန်စီးတီးထဲမှာအကျဉ်းချခံထားရတဲ့အကျဉ်းသားတွေဆိုပြီးတော့ယူဆခဲ့ကြပါတယ်။အဲ့ဒီနောက်ပိုင်းမှာ1920ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့မှာပုပ်ယဟန်မင်းကြီးပဲရစ်17နဲ့မူဆိုလီနီတို့ဟာလက်ထရန်ထရီတီကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဗာတီကန်စီးတီးကိုနိုင်ငံတကာဥပဒေအရလွတ်လပ်တော်နိုင်ငံဖြစ်အသိမှတ်ပြုခဲ့ကြပါတယ်။သူတို့ရဲ့ကိုယ်ပိုင်တရားစီရင်စနစ်တွေစားရိုက်ဝင်ဆောင်မှုတွေနဲ့အချုပ်ချာအာဏာပိုင်အစင်တန်းပြည့်ပြည့်စုံစုံနဲ့နိုင်ငံတစ်ခုအဖြစ်အသိမှတ်ပြုခဲ့ကြတာဖြစ်ပါတယ်။ဒါကို UN ကလေနိုင်ငံတစ်ခုအဖြစ်ကိုအသိမှတ်ပြုတာဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်တစ်ခုရက်ပြီးတော့ပြောချင်တာကဒီဗီဒီယိုဟာကက်သလစ်ဘာသာဝင်တွေကိုစော်ကားလိုစိတ်အလင်းမရှိတဲ့လူမျိုး ကျွန်တော်စီမှာဘာသာရေးစော်ကားလို့စိတ်လုံးဝမရှိပါဘူးကျွန်တော်ကဘာသာတိုင်းကိုလေးစားပါတယ်ကဘာကိုလှုပ်ခတ်စေခဲ့တော့ပုတ်ယဟန်မင်းကြီးဆယ်ပါခေတ်ဆက်ဆက်ပုတ်ယဟန်မင်းကြီးတွေဟာဘာသာရေးအရောနိုင်ငံရေးအရောလူမှုရေးအရောဩဇာအာဏာကြီးမားခဲ့ကြတဲ့လူတွေဖြစ်ခဲ့ကြပါခါတလီမှာသူတို့ဟာနိုင်ငံတနိုင်ငံ empire တစ်ခုလုံးကိုအုပ်ချုပ်နေခဲ့ကြတယ် empire တွေရဲ့အထက်မှာကိုရှိနေခဲ့ကြတာဖြစ်ပါတယ်အခုကျွန်တော်ပြောပြပေးသွားမှာတော့ သူတို့ရဲ့ဩဇာအာဏာတက်ရောက်မှုတွေနဲ့သူတို့ရဲ့လှုပ်ဆောင်မှုတွေကြောင့်ကဘာကြီးကိုကောင်းတာဖြစ်စေဆိုးတာဖြစ်စေပြောင်းလဲသွားစေခဲ့တဲ့ပုံရဟန်းမင်းကြီးဆယ်ပါဖြစ်ပါတယ်ကျွန်တော်တို့တူတူကြည့်လိုက်ရအောင်လီယို1 440 461အနောက်ယောပအမ်ပါယာရင်းရိုင်နေချိန်မှာဟန်လူမျိုးတွေရဲ့ခေါင်းဆောင် အတီလာဟန်က452ခုနဲ့မှာအီတလီကိုချီတက်လာခဲ့ပါ ဟန်လူမျိုးတွေဆိုတာ တရုတ်ကဟန်လူမျိုးတွေမဟုတ်ပဲနဲ့ပြောက်ွယ်သွားပြီဖြစ်တဲ့ဥရောပအလယ်ပိုင်းဟန်လူမျိုးတွေကိုဆိုလိုတာဖြစ်ပါတယ်။ပုတ်ရဟန်းမင်းကြီးလေယိုတစ်ကလက်နက်မပါအဆောင်ရှောက်မပါပဲနဲ့မန်တူဝါမှာအတီလာနဲ့တွေ့ဆုံဖို့မြင်းစည်းပြီးတော့ထွက်ခွာလာခဲ့ပါတယ်။တည်ငြိမ်ပြီးတော့ပညာရှိတဲ့ညှိနှိုင်းမှုနဲ့သူဟာဟန်လူမျိုးတွေရဲ့ရောမမျိုးကိုချမ်းသာပေးဖို့အတွက်မြောက်ဖက်ကိုဆုတ်ခွာဖို့အတွက်တိုက်တွန်းခဲ့ကြပါတယ်။ဒီလိုကမြို့တစ်မြို့ကိုကယ်တင်ခဲ့တာပဲမဟုတ်ပဲနဲ့ ရောမအင်ပါယာကြီးတစ်ခုလုံးကိုကယ်တင်နိုင်ခဲ့တာပါဒါဟာရောမမျိုးရဲ့ဖုံးတော်ကြီးဟာဘယ်ဘူယုတ်ရဲ့ဓာတ်ဝင်မဆိုးရှင်ပြိုင်နိုင်တဲ့ဝိညာဉ်ရေးရာအာဏာပိုင်ဖြစ်အခိုင်အမာပြတိုင်ခဲ့တာဖြစ်ပါတယ်အဲ့ချိန်ကစပြီးတော့ပုံရဟန်းမင်းကြီးတွေဟာတာမန်တစ္ဆာရှိသူတွေရဲ့တင်းအုပ်ဆရာတွေကမဟုတ်တော့ဘဲနဲ့ဥရောပရဲ့ကြီးကျယ်ခမ်းနားတဲ့အာဏာရှင်တွေအမ်ပါယာတွေရဲ့စစ်မြေနေမှာ ဓိကကြရဲ့ကစားသမားတစ်ယောက်ဖြစ်လာခဲ့ဖြစ်ပါတယ် Gregory the Gregory the Great လို့တည်တဲ့ပုပ်ယဟန်မင်းကြီးဟာ church ကျောင်းနေဟာအာဇာနည်အာဏာပိုင်တွေအတွက်ပဲမဟုတ်ပဲနဲ့လယ်သမားတွေအတွက်ပါ ဖြစ်အောင်ပြန်လည်ပုံဖော်ခဲ့ပါတယ်သူဟာဝိပုကိုးကွယ်မှုကိုစံနှုန်းတက်မှတ်ခဲ့ပြီးတော့ကျွန်တော်တို့အခု ဆိုနေကြတဲ့ Gregory Chang လို့ခေါ်တဲ့တေးဂီတာတစ်ခုကိုတောင်းရင်ဖြစ်မွေနှစ်ပေးခဲ့ပါအခုထိဘုရားရှိခိုးအကြောင်းနေမှာဒါကိုတီးဆိုနေကြစေဖြစ်တာကိုတွေ့ရမှာပါသူကကယောဂါနဲ့အငတ်ပေးကြရောက်နေတဲ့အချိန်မှာရောမမြို့မှာရှိတဲ့စင်းရဲသားတွေကိုကယ်ဆယ်လုပ်ငန်းတွေပြုလုပ်ပေးခဲ့ပြီးတော့ပုံရဟန်းမင်းကြီးနဲ့တင်းအုပ်ဆရာတွေကိုမြို့ပြအုပ်ချုပ်သူတွေဖြစ်နေပြောင်းလဲပေးခဲ့ပါ 998ခုနှစ်မှာသူဟာကန်တာဘယ်ရီမြို့ရဲ့အော်ဂတ်စတင်ကိုအင်္ဂလန်နိုင်ငံကိုဆီလွတ်ခဲ့ပြီးတော့အင်္ဂလိပ်ဆက်ဆန်ဘီယင်းနိုင်ငံတွေကိုရောမရဲ့အာဏာနဲ့ပေါင်းစည်းစေခဲ့ပြီးတော့ကက်သလစ်ဘာသာပြုရေးကိုစတင်ခဲ့ပါဒါဟုသူ့ရဲ့ရုပ်ထုတွေကိုအင်္ဂလန်မှာအကျဉ်းတော့ပြထားတာကိုတွေ့ရအောင်ဖြစ်ပါတယ်ဂရီဂိုရီရဲ့တောင်းယုတ်ဆရာရဲ့စောင့်ချမှုအမှုပညာဆိုင်ရာပါရမီနဲ့သာသနာပြုစိတ်တွေဟာအလေခိအခုခရစ်ယာန်ရဲ့အသွင်ပြင်တွေကိုစတင်ပုံဖော်ခဲ့ပါတယ် အာဗန်2အစ္စလာမ်အင်းနဲ့တင်းမာမှုတိုးတက်လာနေတဲ့အချိန်မှာ ပုပ်အာဗန်နှစ်က1095ခုနှစ်မှာကလမန့်ကောင်ဆယ်ကိုခေါ်ယူခဲ့ပါတယ်။အဲဒီကောင်ဆယ်မှာသူကဖျားသခင်ရဲ့အလိုတော်ရဆိုပြီးတော့ ပထမခရူးစိတ်စစ်ပွဲကိုစတင်ဖန်တီးခဲ့ပါတယ်။အဲဒီစစ်ပွဲမှာပါဝင်ဆင်နွှဲခဲ့တဲ့သူရဲကောင်းတွေကိုခေါင်းငင်ပုံကနေပြီးတော့ချီးမြှင့်မယ်ဆိုတဲ့ကတိနဲ့ စွန့်စားမှုတွေကိုစွလုပ်ခိုင်းခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်ထောင်ပေါင်းများစွာသောလူတွေကလေဗန်မှာ Crusader ပြည်နယ်တွေကိုတည်ထောင်ခဲ့ကြပြီးတော့အရှိန်အနှောက်နှစ်ပေါင်းများစွာသောပဏိပခါတွေကိုစတင်ဖြစ်ပေါ်စေခဲ့ပါတယ်။အဲဒါအပြင်ကုန်သွယ်ရေးတွေရင်ကျေးမှုဖလှယ်မှုတွေကိုပါစတင်စေခဲ့တာဖြစ်ပါတယ်။ Innocent Tree 73ရာစုအစပိုင်းမှာ Innocent Tree ဆိုတဲ့ပုတ်ရဟန်းမင်းကြီးကပုတ်ရဟန်းမင်းကြီးရဲ့အာနာကိုအထုတ်အထိတ်ကိုရောက်စေခဲ့ပါတယ်။သူကဘယင်းကြီးရဲ့အပေါ်မှာအာနာလွှမ်းနေလို့ဆိုခဲ့ပြီးတော့အင်္ဂလန်ဘယင်းကိုသာသနာအနေပယ်ဖြတ်ခဲ့ပါတယ်။ပြင်သစ်ကိုလည်းသူ့ရဲ့လက်အောက်ကိုထည့်ခဲ့ပါတယ်။1215ခုနှစ်မှာသူကစရုံထမြောက်လက်ထံကောင်စီကိုခေါ်ယူခဲ့ပြီးတော့ကက်တလန်အယူဝါဒကိုပြဋ္ဌာန်းနေကန်နွန်70ကိုထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီထဲမှာပါတာကနောက်ဆုံး เอဒီ dinner ပေါ့เนาะ the last supper လို့ခေါ်တာပေါ့ christian တွေကတော့အဲ့ဒီ the last supper မှာစားခဲ့တဲ့ဒီပေါင်မုန့်နဲ့ဝိုင်ကခရစ်တော်ရဲ့သွေးနဲ့ခန္ဓာကိုယ်ဖြစ်တယ်ဆိုတော့အဲယူဆအိုတကယ်မှထည့်ရတာပါဒီနေရာမှာနေပြီးတော့ဒါဟုတ်တယ်မဟုတ်ဘူးဆိုပြီးတော့ကွဲပြားနေတဲ့ယူဆနှစ်ခုရှိပါတယ်ဆိုတော့ဒီအရတော့ကျွန်တော် deep အသွားလို့ပါဘူးကျွန်တော်အခုပြောပြနေတာက တမိုင်းစာအုပ်ထဲမှာနေကြဒီလိုလုပ်ခဲ့တယ်ဆိုရက် first တက်တက်ဖြစ်တဲ့အတွက်လုံးဝစောကားလို့စိတခုမှအမှားယူမပါတော့ကျွန်တော်ဒီနေရာမှာကြိုပြောပြစီဆိုတော့စရုံကခရူစိတ်ရှစ်ပွဲကိုလေ innocent တရားပဲစခဲ့တာပါ alexander 6ကျွန်တော်တို့အခုနေထိုင်နေတဲ့ကဘာကြီးရဲ့ကဘာမြေပေါ်ကိုဖြစ်ပေါ်လာစေခဲ့နောက်ကွယ်ရာလူတူကတော့ alexander 6ပဲဖြစ်ပါတယ် ကဘာပေါ်မှာဖြစ်ပြတ်သွားတဲ့ကိုလိုနီပြူခြင်းတွေကျွံပြူခြင်းတွေနဲ့ဘာသာရေးပဏိပခတွေကိုစတင်စေခဲ့တဲ့လူတအိုးဆိုလို့ရှိရင်မမှားပါကျွန်တော်အလောက်ထိဆွဆွဲနေရအကြောင်းရင်းရှိပါတယ်လေဇနာစစ်ဟာသူ့ရဲ့ဘောပင်တစ်ချောင်းနဲ့ကဘာမြေပုံပြန်ဆွဲဖို့ကြိုးစားခဲ့တဲ့လူဖြစ်ပါတယ်၁၄ရာစုဝင်းကျင်လောက်မှာစပိန်နဲ့ပေါ်တူဂီနိုင်ငံကနေမြေတည်တည်ကိုရှာဖွေဖို့အတွက်ကြိုးစားလာခဲ့ကြပါတယ် အဲ့ဒီအချိန်မှာပဲသူတို့ရှာဖွေတွေ့ရှိတဲ့နေမြင်အစ်စ်တွေနဲ့ပတ်သက်ပြီးတော့ငင်းပွားမှုတွေရှိလာကြတယ်။အဲ့ဒါကိုဖြေရှင်းဖို့အတွက်လက်ဇနာ6က1400နဲ့90နဲ့3ခုနဲ့မေလ4ရက်နေ့မှာ Integratra လို့ခေါ်တဲ့ paper book တစ်ခုထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီထဲမှာပါတဲ့အကြောင်းအရာကတော့ကဘာမြေပုံကြီးကိုနှစ်ချမ်းချမ်းပြီးတော့အဲ့ဒီမြေရဲ့အနောက်ဘက်ခြမ်းကို စပိန်ကပိုင်တယ်အဲ့ဒီမြင်းရဲ့အရှိတ်ဖတ်ချက်ကိုပေါ်တူဂီကပိုင်တယ်ဆိုပြီးတော့ပေးလိုက်တာပါအဲ့ဒါအပြင်အဲ့ဒါအတွက်တိုက်ပွဲဝင်နေတဲ့သူရဲကောင်းတွေဟာတစ်ချိန်ချိန်မှာခေါင်းငင်ပုံမှာနေပြီးတော့ချင်းမြင့်ချင်းခံရလိမ့်မယ်ဆိုတဲ့ကတိကိုပေးထားခဲ့ပါတယ်ဒါရီကပဲကျွန်တော်တို့ကြုံတွေ့ခဲ့ကြရတဲ့အာဖရိကလူမျိုးတွေရဲ့ကြုံဖြစ်လာမှုတွေကိုလံဘတ်ရဲ့အမေရိကကိုရှာတွေ့မှုတွေနဲ့အိန္ဒိယနဲ့တပ်ဖြတ်ခံရမှုတွေကိုစတင်ပြီးခဲ့တာဖြစ်ပါတယ် ဒီကြောင်းကိုရှိုးကန်းဆိုတဲ့ဇလန်းတွဲထဲမှာလည်းထည့်ရိုက်ထားတော့ခင်ဗျားတို့တွေ့ရမှာပါခါတလီမှာဘာသာရေးခေါင်းဆောင်တူဦးဟာဒီလောက်ကြီးမားတဲ့ဒီလောက်ထိဆိုးရတဲ့ရလက်တွေဖြစ်ပေါ်လာနိုင်စေတယ်ဆိုတာကိုလည်းကျွန်တော်တို့သတိထားမိဖို့လိုပါတယ်။တေးကြတာကတော့ "तू ဟာဘလောက်ပဲဆိုးရဲ့ဆိုးခဲ့ကျွန်တော်တို့အခုနေထိုင်နေတဲ့ကဘာကြီးရဲ့တမိုင်းချောင်းကို तू ဟာအများကြီးခြေရီခြံခဲ့တာတော့ ငင်းလို့မရပါဘူးလီယို30ဂျိုဗာနီဒေမန်ဒီစီနီအဖြစ်မွေးဖွားခဲ့တဲ့ပုတ်လီယို30ဟာအမှုပညာနဲ့စာပေတွေကိုအားပေးခဲ့တဲ့လူတစ်ယောက်ဖြစ်ပေမဲ့လေသူ့ရဲ့ရှော့ပေါ်ထားတဲ့မူဝါဒတွေကဘာသာရေးဆိုင်ရာပောက်ကွဲမှုတွေကိုမီးဆွဲစေခဲ့ပါတယ်သူကစိန့်ပီတာဘယ်လစ်ကာကိုပြန်လဲတည်ဆောက်ဖို့အတွက်ရမုံငွေရှာဖွေဖို့အတွက်လူတွေရဲ့အပြစ်ကိုပတ်စံနဲ့ပြန်လဲစေးကြောပေးတဲ့မူဝါဒတစ်ခုထုတ်ပြန်ခဲ့ပါတ ဒါကပဲမာတင်လူသား1918ခုနှစ်မှာဒီလေးထားကိုရှုံချတဲ့95 thesis ကို ထုတ်ဝေခဲ့ပါတယ်။အဲလိုထုတ်ဝေလိုက်တဲ့အချိန်မှာလီယိုရဲ့တုံ့ပြန်မှုကတော့ချက်ချင်းပဲသူ့ကိုသာသနာကနေပယ်ဖြတ်ခဲ့တာပါ။အဲဒါကြောင့်ပဲအနောက်တန်းကခရစ်ယာန်တွေကြားထဲမှာကွဲအံ့မှုကြီးဖြစ်လာပြီးတော့ဘာသာရေးဆိုင်ရာစစ်ပွဲတွေဘာသာရေးဆိုင်ရာအငင်းပွားမှုတွေစတင်ခဲ့ပါတယ်။ပေါ်3 ြုပြင်ပြောင်းလဲရေးလှိုင်းလုံးကြီးကိုရင်ဆိုင်နေရတဲ့အချိန်မှာပေါ်သူရီဟာပြန်လဲတုံ့ပြန်ခြင်းနဲ့ပြုပြင်ပြောင်းလဲခြင်းကိုပို့ပြီးတော့ဦးစားပေးခဲ့ပါတယ်။သူဟာကက်သလစ်တွေရဲ့မူဝါဒတွေကိုစနစ်တကျပြန်လဲတည်ဆောက်ဖို့အတွက်ကောင်းဆဲရောထရန်ကိုခေါ်ယူခဲ့ပါတယ်။နှစ်20ကြာတဲ့ဒီအစည်းအဝေးမှာကက်သလစ်တွေရဲ့မူဝါဒတွေနဲ့ချာချာသောစီကံချက်တွေကိုတေချာစနစ်တကျပြန်လဲတည်ဆောက်ခဲ့ပါတယ်။သူကရက်ဆက်မှုတွေ နိုင်ကျင့်မှုတွေကိုပန်လေပယ်ဖြောက်ခဲ့ပါတယ်။သူဟာ society of jesus ကိုလည်းတရားဝင် သိမှတ်ပြုခဲ့ပြီးတော့သူ့ရဲ့ပညာရေးနဲ့သာသနာပြုလုပ်ငန်းတွေယုံကြည်ခြင်းတွေကိုကာကွယ်ဖို့အတွက်တာဝန်ပေးခဲ့ပါတယ်။ပေါ်ထရီရဲ့ပြန်လည်ပြုတ်ပြင်မှုတွေဟာကက်သလစ်ဘာသာယုံရဲ့တက်ကြွမှုကိုပြန်လည်အားဖြည့်ခဲ့ပြီးတော့ကွဲပြားနေတဲ့အယူဝါဒတွေကိုပြန်လည်ပူးပေါင်းပေးနိုင်ခဲ့ပါတယ်။ဒါအပြင် တို့အတင်းတော်ကြီးရဲ့တကဘာလုံးဆိုင်ရာသာသနာပြုလုပ်ငန်းတွေကိုကောင်းသောနည်းလမ်းနဲ့ဆက်လုပ်နိုင်မှုအတွက်ကိုအခြေခံပေးခဲ့ပါတယ်။အဲ့တော့ကောင်းတဲ့ပုံရိပ်မြင့်ကြီးတပါးဖြစ်ပါတယ်။ PS9 တက်တန်းရှိဆုံးပုံရိပ်မြင့်ကြီးတပါးဖြစ်တဲ့ PS9 ဟာခက်ခဲကြမ်းတမ်းတဲ့ကာလတွေကိုဖျက်ဆီးခဲ့ရပါတယ်။1880ခုနှစ်မှာအီတလီနိုင်ငံပြန်လည်စုစည်းသွားခဲ့တဲ့အတွက် Purple Stage လို့ခေါ်တဲ့ပုံရိပ်မြင့်ကြီးရဲ့ပိုင်နမ်နေမြေတွေကိုဆုံးရှုံးခဲ့ရပါတယ်။ အဲ့တော့ तू ဟာ Vatican 1လို့ခေါ်တယ်ပထမအကြိမ် Vatican Council ကို1869ခုနှစ်မှာခေါ်ယူခဲ့ပါတယ်အဲ့ဒီမှာ तू ဟာယုံကြည်ခြင်းနဲ့ကိုခြင်းတရားဆန္ဒကိစ္စရဲ့မှာ Ex Cathedra လို့ခေါ်တဲ့အထူးခွင့်အာဏာနဲ့ပြောတဲ့အခါမှာပုံဟန်မင်းကြီးကဘယ်တော့မှမမားနိုင်ဘူးဆိုတဲ့အယူဆအသေးဝင်ကြေညာခဲ့ပါတယ် तू ဟာလောကီအာဏာပိုင်နေမျိုးတွေကိုလက်လွတ်လိုက်ရပေမဲ့ပုံဟန်မင်းကြီးရဲ့ဝိညာဉ်ရေးရာအာဏာဆက်ကိုတော့ပို့ပြီးတော့ခိုင်ခန့်အောင်လုပ်ခဲ့ပါတယ်ဆိုလိုတာကတော့ စစ်တပ်တွေဒါမှမဟုတ်မိယာတွေမရှိရင်တော့မှ စိန့်ပီတာရဲ့ယာတို့ကိုဆက်ခံတဲ့သူတွေဟာအဓိကယုံကြည်ချက်တွေနဲ့ပတ်သက်လာရင်ဘယ်သူမှမငင်းနိုင်တဲ့အာဏာနဲ့ပြောနိုင်တယ်ဆိုတာကိုတေချောင်းလုတ်ခဲ့တာပါရုပ်ပိုင်းဆိုင်ရာအင်အားမရှိရင်တော့ဝိညာဉ်ရေးရာရတော့ပုံဟန်မင်းကြီးရဲ့စကားအလေးနဲ့ထားရမယ်ဆိုတဲ့အချက်ကိုသူကအလေးပေးခဲ့ပါတယ်ချုပ်အပြင်ပြောရမယ်ဆိုလို့ရှိရင်တော့ PS9 ကသူ့ရဲ့ပိုင်နက်တွေကိုဆုံးရှုံးခဲ့ရပြီမဲ့ ဩယဟန်မင်းကြီးရဲ့ဝိညာဉ်ရေးရာအာဏာတွေကိုပို့ပြီးတော့မြင့်တင်ဖို့စ조사ခဲ့တဲ့ပုဂ္ဂိုလ်တူဖြစ်ပါတယ်။ကောင်းသောပုတ်ယဟန်မင်းကြီးလို့လူသိများရဲ့ဂျွန်20နှစ်ဟာ1962ခုနှစ်မှာဗာတီကန်2လို့ခေါ်တဲ့ဒုတိယအကြိမ်ဗာတီကန်ကောင်စီကိုပြန်လည်ခေါ်ယူခဲ့ပါတယ်။အဲ့ဒါကဘာကိုအားသင့်စေခဲ့ပါလဲ။အဲ့ဒီကောင်စီရဲ့ရွယ်ချက်ကတော့တင်းတော်ရဲ့တကားတွေကိုဖွင့်ပြီးတော့အခက်တဲ့ကဘာကိုလက်ခံဖို့ သူဟာဖုံးတော်ကြီးတွေကိုခင်မိကပါကိုလက်ခံဖို့ဖိတ်ခေါ်ခဲ့ပြီးတော့ဝိပုစုတောင်းခြင်းကိုပြုလီပြောင်းပေးတာတခြားခရိယန်ဂိုင်းတွေနဲ့ညီညွတ်ရေးကိုတိုးမြှင့်တာခရိယန်မဟုတ်တဲ့ဘာသာဝင်တွေနဲ့ဆွေးနွေးမှုကိုစတင်တာတွေကိုလှုပ်ဆောင်ခဲ့ပါတယ်သူရဲ့ခနစ်အညီပြုပြင်ပြောင်းလဲခြင်းလို့ခေါ်တဲ့ယူပါယုံကဝိပုကုကွယ်မှုဘာသာဗေဒနဲ့ခရိယန်ကက်သလစ်ဘာသာဝင်တွေရဲ့လူဖွဲ့စည်းနဲ့ဆက်ဆံရေးကိုပြုပြင်ပြောင်းလဲခဲ့ပါတယ်ဒီပြောင်းလဲမှုတွေရဲ့အမွေအနှစ်ကို ဒီနေ့ဘုရားကျောင်းတိုင်းမှာခံစားနေရပါတယ်အချုပ်အဖြစ်ဆိုရရင်တော့ဒီဖုံးတော်ကြီးဟာကတလစ်အတင်းတော်ကိုပို့ပြီးတော့ခင်မီဖွင့်ဖြိုးတူတက်ပွင့်လင်းတဲ့အဖွဲ့အစည်းတစ်ခုဖြစ်အောင်ဥဆောင်ခဲ့တဲ့ဩဇာကြီးမာတဲ့ပုရဟန်းမင်းကြီးတစ်ပါးဖြစ်ပါတယ်ဂျွန်ပေါ်နှစ်ဂျွန်ပေါ်နှစ်ကပုရဟန်းမင်းကြီးစဖြစ်လာတဲ့အချိန်ကနေစပြီးတော့သူကစံချိန်ပေါင်းများစွာတင်နိုင်ခဲ့တဲ့လူတစ်ဦးပါရော်နယ်ဒိုလိုမျိုးပါဗျာ ပထမအဦးဆုံးဆေဗစ်ပုတ်ရဟန်းမင်းကြီးတပါဖြစ်တယ်လို့မျိုးလွန်ခဲ့တဲ့450ခုနှစ်အတွင်းမှာပထမအဦးဆုံးအီတလီလူမျိုးမဟုတ်တဲ့ပုတ်ရဟန်းမင်းကြီးတပါလေးဖြစ်ခဲ့ပါဒါအပြင်နိုင်ငံပေါင်း104နိုင်ငံကိုတွားရောက်ခဲ့တဲ့အတွက်ကမ္ဘာကောင်းဆောင်နေထဲမှာခီးတွားလာမှုအများဆုံးရှိခဲ့လူလို့လည်းသူ့ဆိုနိုင်ပါတယ်ပိုလန်နိုင်ငံမှာရှိတဲ့သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးတွေဟာ solidarity လှုပ်ရှားမှုကိုပိုပြီးတော့အားကောင်းစေခဲ့ပြီးတော့အရှိဥရောပကွန်မြူနီဝါဒတွေကိုအားနည်းစေခဲ့ပါတယ် ဒါကြောင့်မဲ့သူဟာအချင်းချင်းလှုပ်ကြံမှုတွေခံခဲ့ရပါတယ်။ပုတ်ဂျွန်တူဟာသူ့ရဲ့ကိုချင်းတရားဆရာခိုင်မာမှုနဲ့လွှမ်းမိုးနိုင်မှုရဲ့လူတီများပါတယ်။သူဟာအသက်နဲ့ဆိုင်တဲ့ကိစ္စတွေဥပမာကိုဝင်ဖြတ်ချခြင်းလူခွင့်ရင်းနဲ့မတူကွဲပြားတဲ့ဘာသာတွေအကြားမှာပူပေါင်းဆောင်ရွက်ရေးတွေကိုပြက်ပြက်သားသားထောက်ခံအားပေးခဲ့ပါတယ်။ဒါစစ်ရေးတမမဟုတ်စီးပွားရေးအင်အားကိုတုံးမင်းနဲ့ယဉ်ကျေးမှုနိုင်ငံရေးအယူဆတွေနဲ့ဆွေးဆောင်မှုရှိတဲ့ကိုရီကိုတွေးတွေကနေတဆင့်ဩဇာအာဏာတက်ရောက်စေတဲ့နေလန်းတစ်ခုပါ။ ပုတ်ဂျုံပေါ်ရဲ့ကဘာနဲ့ခီးသွားလာမှုသူ့ရဲ့လူမှုရေးဆိုင်ရာတိုက်တွန်းမှုတွေနဲ့ကိုချင်းတရားဆိုင်ရဲ့ယက်တီချက်တွေကကဘာရေးရာတွေပေါ်မှာဩဇာပိုင်တာတက်ရောက်စေခဲ့ပါတယ်အာနာရဲ့အမောင်ပတ်ချံဘဲအာနာမဆို ပလင်ရောဖျက်ဆီးနိုင်ပါတယ်အာနာအရန်ကြည်လာလို့ရှိရင်လူတွေကအာနာမှာနစ်မြော်သွားရင်အင်မတန်အနည်းများပါတယ်အခုဆိုလို့ရှိရင်မြန်မာနိုင်ငံမှာတက်ရောက်ရှိပါတယ်အဲ့တော့ပုံရဟန်းမင်းကြီးတွေကသူတို့ရဲ့အာနာကိုအသုံးပြုပြီးတော့သူတို့လွန်ဆန်ဖို့စူးစမ်းလာတဲ့အမိတွေကိုမဆိုဖိမိတ်ဖို့စူးစမ်းခဲ့ကြပါတယ် inquisition လို့ခေါ်တဲ့ကက်သလစ်တွေရဲ့အဲတာသနာဖောက်ပြန်မှုလို့စုံစမ်းစစ်ဆေးပြီးတော့အပြစ်ပေးဖွဲ့စည်းတစ်ခုရှိရပါတယ်။အဒီဖွဲ့စည်းကိုတော်တော်ရက်ဆက်ပြီးတော့ညှဉ်းပန်းနှိပ်စက်တဲ့ဖွဲ့စည်းဆိုပြီးတော့ဒီပုံရဟန်းမင်းကြီးတွေကတားဆီးခဲ့တာမျိုးတွေဆွဆွဲခဲ့တာမျိုးတွေပြုလုပ်ခဲ့ပါတယ်။အဲ့လိုပဲ index ဆိုပြီးတော့ Christian Catholic အသင်းတော်ကြီးကနေဖတ်ရှိဖို့တားမြစ်ထားတဲ့စာအုပ်စင်းတစ်ခုရှိပါတယ်။ Intercastra ကလေကဘာရဲ့ အာနာရှိတဲ့လူတူဘာသာရေးကောင်းဆောင်တူကဘလောက်ထိရက်ဆက်နိုင်လဲဆိုတာကိုဖော်ပြနေပါတယ်အဲ့လိုအဲ့လိုမျိုးတွေရှိတဲ့အပြင်ကိုပုတ် PS စနစ်ရဲ့ဒုရယကဘာစီအတွင်းမှာတိတ်ဆိတ်နေတာမျိုးတွေပြီးတော့မကြသေးခင်ကပဲဗနာရေးဆိုင်ရာအချုပ်တော်ပုံတွေနဲ့အလွဲသုံးစားပြုမှုတွေကိုဖုံးကွယ်ထားခြင်းတွေကပေါ်ပေါက်လာမှုတွေဒါမျိုးတွေကိုကျွန်တော်တို့တွေ့ရမှာပါအဲဒါပေမဲ့လေကောင်းတဲ့ပုတ်ယဟန်မင်းကြီးရှိခဲ့ပြီးတော့ကောင်းတဲ့ပုတ်ယဟန်မင်းကြီးတွေကလည်း ကျွန်တော်တို့ရဲ့ society ကျွန်တော်တို့ရဲ့လူအတိုင်းဝိုင်းကျွန်တော်တို့ရဲ့ကဘာကြီးကို ပုံမကောင်းမွန်တဲ့နေရာတစ်ခုဖြစ်အောင်ဖန်တီးပေးနိုင်ခဲ့တဲ့ပုံရဟန်းမင်းကြီးလည်းအများကြီးရှိခဲ့ပါတယ်။အဲ့တော့ဒီကိစ္စရက်တွေဟာဘာသာရေးတစ်ခုနဲ့တက်ဆိုင်ခြင်းလည်းမရှိသလိုဖွဲ့စည်းတစ်ခုနဲ့တက်ဆိုင်ခြင်းမရှိပါဘူး။ဒါဟာအဲ့ဒီနေရာမှာရောက်သွားတဲ့လူတဦးတစ်ယောက်ချင်းကိုချင်းတရားနဲ့ပဲတိုက်ဆိုင်ပါတယ်။ဒီကနေ့ရဲ့ Vatican ဒီကနေ့မှာတော့ Vatican City ဟာ soft power ကို ကင်နာတော့ဖြစ်ပါတယ်။ကမ္ဘာရဲ့နိုင်ငံရေးဆိုင်ရာကိစ္စတော်တော်များများမှာသူကနေငယ်အနေငယ်အဖြစ်ပေါ့နော်။ပါဝင်ပတ်သက်မှုရှိနေပါတယ်။ဒါပေမဲ့လည်းသူကအခုမှတော့တိုးတက်လာတဲ့သိပ္ပံဤပညာကိုရောက်လာတဲ့အတွက်ကြောင့်မဟုတ်လို့ကြီးမားတဲ့တက်ရောက်မှုတော့မရှိတော့ဘူးဆိုတော့ကျွန်တော်လက်ခံရမှာပါ။ဒါပေမဲ့ဘလို့ပဲဆိုသေးကမို့ပုံဟန်မင်းကြီးကအခုမှဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေဥပမာယူကရိန်းစစ်ပွဲကိုရပ်တန့်စေချင်တာမျိုးတွေ မြန်မာနိုင်ငံကမတရားတဲ့အာဏာသိမ်းမှုကိုရပ်တန့်စီချင်တာမျိုးတွေကိုပုပ်ရဟန်းမင်းကြီးကကူညီပြီးတော့ပြောခဲ့တာမျိုးတွေရှိပါတယ်။အဲ့တော့ကြောင့်လေပုပ်ဖရန်စစ်ကိုကျွန်တော်အရန်လေးစားတဲ့ပုပ်ကိုတယောက်ဖြစ်ပါတယ်။သူ့ရဲ့လှုပ်ဆောင်ချက်တရားကဘာလုံးမှရှိတဲ့ကက်သလစ်ဘာသာဝင်တွေအတွက်မိပြတိုက်တစ်ခုအနေနဲ့ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ညင်းတော့မရပါဘူး။ဒီဗီဒီယိုပြီးသွားတဲ့အချိန်မှာကျွန်တော်ပြောချင်တာတစ်ခုရှိပါတယ်။ဒီဗီဒီယိုထဲမှာကျွန်တော်ပြောသွားတဲ့အကြောင်းအရာတွေအကုန်လုံးဟာခရစ်ယာန်နဲ့ကက်သလစ်ကို စော်ကားလိုစိတ်အလင်းမရှိပါဘူးဒါကတမိုင်းเจ้าမှာနေပြီးတော့ဖြစ်ပေါ်ခဲ့တဲ့တိတိကျကျမှတ်တမ်းတင်ထားတဲ့အရာတွေကိုပဲကျွန်တော်ကရွေးချယ်ပြီးတော့ဖော်ပြခဲ့တာဖြစ်ပါတယ်ဘယ်ဘာသာဘူးမဆိုကျွန်တော်လေးစားမှုရှိတယ်လို့မျိုး လူတိုင်းလူတိုင်းဟာသူ့ရဲ့လွတ်လပ်စွာကိုယ်ပွဲမှုကိုထိုက်တန်နေလို့ကျွန်တော်ဒီနေရာကနေပြီးတော့ပြောရစီဆိုတော့ဗာတီကန်စီးတီးနဲ့ပုတ်ရဟိုင်းမင်းကြီးတွေအကြောင်းကတော့ဒီလောက်ပါပဲ49ဟက်တာလူဦးရေ ဝိစုံဖြူနဲ့လူတို့ဦးဟာတမိုင်းပေါ်မှာဘလောက်ထိတက်ရောက်မှုရှိတယ်ဆိုတဲ့ဟာကိုကြည်ချင်းအဖြစ်ဘာသာရေးခေါင်းဆောင်တွေမိတိဘာသာရေးပဲဖြစ်စေဗုဒ္ဓဘာသာဖြစ်ဖြစ်ခရစ်ယာန်ဖြစ်ဖြစ်မွတ်စလင်ဖြစ်ဖြစ်ဘာသာရေးခေါင်းဆောင်တို့ဦးရဲ့ပြောစကားတွေလှုပ်ဆောင်ချက်တွေဟာဘလောက်ထိခရီးသွားနိုင်တယ်ဘလောက်ထိတက်ရောက်မှုရှိနိုင်တယ်ဆိုတာကိုပြန်လည်စဉ်းစားဆုံးဖြတ်ပြီးတော့ကျွန်တော်တို့ယုံကြည်မှုကိုနေပြီးတော့ အလွဲသုံးစားမလုပ်ကြဘူးလိုတယ်ဆိုတဲ့ဟာလေးကိုပဲကျွန်တော်ဒီနေရာကနေပြောရင်းနဲ့အလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာဆက်တွေ့အောင်